ကျမ်းမာတော်မူကြပါစခင်ယခုချိန်မှာစတင်ပြီးဒီကနေ့မေလ9ရက်နေ့ညပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရောင်ပါပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တာစီမြို့အနီးကိုဗဟုပြု၍ပြင်းအား9တသမ3အဆင့်ရှိငလင်လှုပ်ခတ်မှုမန္တလေးမိထီလာရမဲသိန်းဝန်းတွင်းမြို့တို့မှပြည်သူများထိတ်လန့်နေကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာမန္တလေးတိုင်းတာစီမြို့အနီးကိုဗဟုပြု၍ယနေ့မွန်လယ်ပိုင်းပြင်းအား9တသမ3အဆင့်ရှိငလင်လှုပ်ခတ်သွားရမှာ မိတီလာရမဲသိန်းမန္တလေးနဲ့ဝမ်းတွင်းမြို့တို့မှပြည်သူများစိုးရိမ်ထိတ်လန့်သွားရကြောင်းဒေသခံပြည်သူများကပြောဆိုကြပါတယ်။ယနေ့မေလ9ရက်နေ့မွန်လယ်3:09မိနစ်အချိန်မန္တလေးတိုင်းတာစီမြို့နီးမြေအောက်နက်10ကီလိုမီတာကိုဗဟိုပြု၍ Richter scale 5.3အဆင့်ရှိအင်အားအသင့်တင့်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ခတ်ခဲ့ကြောင်းစကိုင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်ငယ်များဆက်လက်လှုပ်ခတ်နိုင်တဲ့အတွက်ငလင်ဘေးဆောင်ရန်ရှောင်ရန်သတိပြုရန်များနဲ့ညီနေထိုင်ကြပါရန်အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ကြေညာထားပါတယ်။ ငလင်ကအခုလောက်တာတစ်ချက်သေးပေမဲ့ကင်ဆောင်တယ်လို့ပဲဒုံးဆိုတဲ့အတန်မှာကြားရတာမိတီလာမှာ3:6မိနစ်အချိန်လောက်မှာအရင်တည်တာတဲ့မတ်လ28ရက်နေ့ငလင်ပြီးရင်ဒီငလင်ကပြင်ပြီးတည်တာတဲ့ငလင်ပဲလို့မိတီလာမြို့မှာပြည်သူတို့ကပြောဆိုပါတယ်မန္တလေးဝမ်းတွင်းနဲ့ရမဲသိန်းအပါအဝင်မန္တလေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်အများစုမှာယနေ့မွန်လွယ်ပိုင်းလှုပ်ခတ်သွားတဲ့ငလင်ကိုတည်တာစွာခံစားရကြောင်းပြည်သူများရဲ့အဆိုအရသိရှိရပါတယ်ခင်ဗျာ ထပ်မံတင်ဆက်ပေးခြင်းတဲ့တရင်ကတော့တော်လန်ရေးခရီး၄နှစ်အကြာမှာအကြမ်းဖက်စစ်တပ်ကို120အမြောက်နဲ့ပြစ်ခတ်နိုင်တဲ့အတွက်အားရကျဉ်းတဲ့လို့ PPLA ကိုကဲရင်မှုမောင်ဆောင်ခပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။နေဦးတော်လန်ရေးခရီး၄နှစ်အကြာမှာအကြမ်းဖက်စစ်တပ်ကို120အမြောက်နဲ့ပြစ်ခတ်နိုင်ခဲ့တဲ့အတွက်အားရကျဉ်းတဲ့လို့ PPLA ကိုကဲရင်မှုမောင်ဆောင်ခကပြောကြားလိုက်ပါတယ်။တနင်္သာရီတိုင်းတဝယ်မြို့နယ်အတွင်းက ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Tiki scan ကိုဒီနေ့မှတင်ပိုက်ရရှိခဲ့ပြီးနောက် Facebook မှာအခုလိုရေးသားလိုက်တာပါ Tiki ရပြီဆိုတော့ဝမ်းသာဂုဏ်ယူပါတယ်ကျွန်တော်တို့ຫນွေဦးတော်လန်ရေးတပ်တွေအခုလို120အမြောက်ကိုပြစ်နိုင်ဖို့၄နှစ်ကြာစောင့်ခဲ့ရပါတယ်ကိုခံခဲ့ရတော့ကလည်းကျင်းထဲကမထွက်နိုင်ပဲအတော်လေးကြောက်ခဲ့ရတယ်လို့ရန်သူကိုပြန်ပစ်ခွင့်ရတဲ့အခါမှာလည်းတကယ်ကိုအားရကျင်းနေစရာကောင်းပါတယ်လို့အမောင်ဆောင်ခါကရေးသားခဲ့တာပါအမျိုးသားညီညွတ်ရေးအစိုးရရှာထူးဝန်ဤပညာတက်ဖွဲ့ SSEF တပ်ခွဲကလည်းမစ်ဆိုင်းလက်နက်တွေနဲ့တောင်ပိုင်းစစ်တေတာမှစစ်စင်ရေးဆောင်ရွက်ခဲ့တဲ့မှတ်တမ်းတွေကိုထုတ်ပြန်ထားပါတယ်။ရှာထူးဝော်နည်းပညာတပ်ဖွဲ့ကိုအစင်းမြင့်နည်းပညာနဲ့သုတေသနလုပ်ငန်းများကိုအကောင့်ထဲပေါ်ဆောင်ရွက်ရန်နဲ့အစင်းမြင့် fixed wing drone များ rocket missile တွေနဲ့အကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်ချေမှုန်းရန်ဖွဲ့စည်းထားတာလည်းဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းတစ်ပုဒ်ကတော့ပလော်ယက်စကန်တိုက်ခိုက်ခံရဒူရဲအုပ်တအူရဲတပ်သားတအူတိတ်ဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ တနင်္လာရီမြို့နယ်ပလောမြို့မှရေစကန်ကိုပလော PDF ကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးဒူရဲအုပ်တယောက်နဲ့ရဲတပ်သားတယောက်တေဆုံးခဲ့က6ရောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ပလော PDF တပ်ဖွဲ့ကလည်းသိရပါဗျ။မေလ9ရက်နေ့မနက်6နာရီခွဲဝင်းကျင်မှာပလောမြို့ရေစကန်ကလုံခြုံရေးယူဖို့ထွက်လာတဲ့ဒူရဲအုပ်နဲ့ရဲတပ်သားကိုဒေတာရင်းတော်လိုင်းရေးတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ပလောမြို့ခံတယောက်ကရေစကန်ရှိကကင်းမှာလုံခြုံရေးယူဖို့ထွက်လာခြင်းပြစ်ခံရတာပါ။တပ်သားတအုပ်ကတနက်ဒဏ်ရာနှစ်ချက်တိပြီး ပွဲချင်းပြီးတည်သွားတယ်။သူရဲအုပ်ကရဲစခန်းနဲ့ပြန်ဝင်ပြေးချိန်မှာပြစ်ခံရတယ်။တည်သွားတဲ့တပ်သားတဦးရဲ့တနက်ကိုတော့တော်လန်ရေးတပ်ဖွဲ့ဘက်ကရလိုက်တယ်လို့ပြောပါတယ်။ပလော့ PDF ပြန်ကြားရေးတာဝန်ခံကသူရဲအုပ်နဲ့တပ်သားတဦးပြစ်ခံရချိန်မှာရဲစခန်းကတပ်သားတွေနဲ့အပြန်အလှန်ပြစ်ခတ်မှုထပ်ဖြစ်တယ်။ကျွန်တော်တို့ဘက်ကအထီးကိုင်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ပြောပါတယ်။တိုက်ခိုက်မှုအတွင်းသူရဲအုပ်နေစောအောင်နဲ့ရဲတပ်သားရဲထပ်ပိုင်တို့တိတ်ဆုံးပြီး G3 rifle တနက်တလက် G900 G ပေါင်းနှစ်ခုလက်ကင်ဖုန်းနှလုံး ရာထူးတဆိတ်တစုံနဲ့ဆာဗစ်ဘာဒန်တို့ကိုတင်ဆက်ရမိတယ်လို့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရှိရပါတယ်။အဆိုပါတိုက်ခိုက်မှုကြောင့်စစ်ကောင်စီဘက်ကဘိတ်တဝဲပြည်တော်စုလမ်းမှာရှိတဲ့ထမင်းမဆာစစ်စေးရေးဂိတ်နဲ့ပလောတတာစစ်စေးရေးဂိတ်မှာခရီးသွားကားတွေကိုဖျက်တမ်းခွင့်ပိတ်ခဲ့ပြီးမနက်၁၀နာရီလောက်မှာပြန်လည်ဖျက်တမ်းခွင့်ပေးခဲ့တယ်လို့ခရီးသွားတွေကပြောပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့စကိုင်းတိုင်းကပြည်သူစစ်အဖွဲ့တချို့ကိုစစ်တပ်ကလက်နက်ဖြုတ်သိမ်းလာကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။ ကိုင်းတိုင်းအနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူဘုံမှုချုပ်မျိုးမင်းထွေကဌာနချုပ်နယ်မြေအတွင်းမှာရှိတဲ့ချင်းပြည်နယ်စကိုင်းတိုင်းနဲ့မကွေးမြောက်ပိုင်းကပြည်သူစစ်အဖွဲ့၃ဘက်ကိုမေလ၂ရက်ကလက်နက်ဖြုတ်သိမ်းခဲ့တယ်လို့နာမခနဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။နာမခတိုင်းမူကပြည်သူစစ်အဖွဲ့တွေကိုမယုံဘူး။လုံစားတဲ့အဖွဲ့တွေလည်းရှိတော့စကိုင်းနယ်ချင်းကပြည်သူစစ်အဖွဲ့ကစပြီးလက်နက်တွေဖြုတ်သိမ်းတာလို့ပြောပါတယ်။ နာမခတိုင်းမှုအနေနဲ့စစ်တပ်နဲ့အတူထိုးစစ်ဆင်နေတဲ့ပြည်သူအဖွဲ့တွေကိုသာငွေကြေးစားနပ်ရိက္ခာထောက်ပံ့ပေးပြီးကြံပြည်သူစစ်အဖွဲ့တွေကိုတော့စားနပ်ရိက္ခာဖျက်တောက်ထားကြောင်းပြည်သူစစ်ဌာနနဲ့နှိစက်သူကပြောပါတယ်။နာမခတိုင်းမှုကသူယုံကြည်မှငွေရောစားနပ်ရိက္ခာရောရတာရွှေဘူပေါက်ဖောင်းပြင်းနဲ့စကိုင်းကပြည်သူစစ်အဖွဲ့စုစားနပ်ရိက္ခာဖျက်တောက်ထားတာကြပြီ။ဗိုလ်ချုပ်တန်းထိုက်လက်ထက်ကလက်စွမ်းပြခဲ့တဲ့ဥဝါတော်ကိုတော့မယုံလို့ဘာမှမလုပ်ဘူးလို့ပြောပါတယ်။ စစ်ကောင်းဆောင်အနေနဲ့စစ်မှုထမ်းတင်းနှင်းစင်တပ်သားတစ်အင်အားအများပြရလာချိန်မှာပရိပခတ်နေမြေဒေသတွေကပြည်သူစစ်အဖွဲ့တွေကိုလက်နက်ဖြုတ်သိမ်းနိုင်တယ်လို့စီရေးလီလာသူတွေကသုံးသပ်ကြပါတယ်။တပ်ကလည်းပြည်သူစစ်အဖွဲ့အင်အားကြီးထွားလာရင် ပြန်ပြီးတိုက်လာမှာစိုးရိမ်နေစစ်မှုထမ်းကလည်းတပ်သားတစ်အင်အားလဲတောင်းနေချီရလာတော့အချိန်တစ်ခုရရင်လက်နက်ဖြုတ်သိမ်းလိမ့်မယ်လို့ပြောဆိုပါတယ်။ အရင်နမခတိုင်မူပိုကျုပ်တန်းထိုက်လက်ထက်ကဥဝတဝဥဆောင်တဲ့ပြည်သူစစ်အဖွဲ့ကို2021ခုနှစ်ကနေ2024ခုနှစ်အောက်တိုဘာလအထိစစ်လက်နက်နဲ့ဒရုန်း၅ကြိမ်ငွေကြေးစားနဲ့ရိတ်က6ကြိမ်ထောက်ပံ့ပေးခဲ့ပါတယ်ခင်ဗျာကျွန်တော်လက်ရှိသတင်းတင်ဆက်နေတာမပြီးဆုံးမီသတင်းကြည့်ရှုနေတဲ့ပရိသတ်များကိုအသိပေးချင်တာကတော့ကျွန်တော်တို့ channel လေးကမြေပြင်အခြေအနေတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့သတင်း channel တစ်ခုဖြစ်ပါတယ်သတင်းနားထောင်နေကြတဲ့ပရိသတ်အားလုံး သတင်း channel လေးကို like လုပ်ပေးပြီး subscribe လုပ်ထားပေးဖို့မေတ္တာရှိထားတောင်းဆိုလိုက်ပါရစေ။မြေပြင်ခြေနေမှာထောက်ခံအားပေးလို့သူတွေ၊ကုညီချင်းသူတွေလည်းကျွန်တော်တို့ channel လေးကနေအမြဲတမ်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ nuclear နည်းပညာမှာအမျိုးသမီးများပါဝင်ရန်စစ်ကောင်းဆောင်ဇနီးဆွေးနွေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံမော်စကိုမြို့မှာပြုလုပ်တဲ့ရင်းမြစ်နီချီတက်ပွဲကိုတက်ရောက်ဖို့စစ်ကောင်းဆောင်နဲ့အတူရောက်နေတဲ့ဇနီးဒေါ်ဂျူဂျူလှရုရှားအမျိုးသမီးဖိုရန်ဥက္ကဋ္ဌ ဂါလီနာကာရယ်လိုဗာနဲ့တွေ့ဆုံခဲ့ပါတယ်။ဒီလိုတွေ့ဆုံချိန်မှာနှစ်နိုင်ငံကြားမျိုးသမီးရေးရာပူးပေါင်းရေးတွေဆွေးနွေးခဲ့တယ်လို့နျူကလ িয়ার နည်းပညာမှအမျိုးသမီးတွေပူးပေါင်းရေးပါဆွေးနွေးခဲ့တယ်လို့ရုရှားဖက်ဒရယ်ကောင်စီကသတင်းထုတ်ပြန်ပါတယ်။ဆွေးနွေးမှုတွေထဲမှာနျူကလ িয়ার နည်းပညာ၊ပညာရေး၊စီးပွားရေးနဲ့ယဉ်ကျေးမှုကဏ္ဍတွေမှာပါပူးပေါင်းနိုင်ရေးအလားအလာတွေကိုဆွေးနွေးခဲ့ကြတယ်လို့မီလာ၈ရက်ကထုတ်ပြန်ထားပါတယ်။ဒါပြင်မြန်မာအမျိုးသမီးတွေကို BRICS နဲ့ Foreign Program တွေမှာပါဝင်ခွင့်ပေးမယ်လို့လည်းရုရှားအမျိုးသမီး Foreign ဘက်ကပြောကြားခဲ့တယ်လို့ဆိုပါရခင်ဗျာဆက်ဆက်သတင်းများအရမော်စကိုရောက်စစ်ခေါင်းဆောင်တမရပူတင်နဲ့တရားတွေးဆုံခွင့်မရသေးကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရုရှားနိုင်ငံမော်စကိုမြို့မှာရောက်နေတဲ့စစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ဇနီးဒေါ်ချီချူလှတို့ဟာ ရုရှားသမ္မတပူတင်နဲ့တရားတွေ့ဆုံခွင့်မရသေးဘဲရုရှားဖက်ဒရယ်ကောင်စီလွှတ်တော်ဥက္ကဋ္ဌဗလန်တီနာရန်ဗီရန်ကိုနဲ့တွေ့ဆုံခဲ့တယ်လို့ကာကွယ်ရေးဦးစီးချုပ်ယုံကထုတ်ပြန်ပါတယ်။ဒါပြင်စစ်ကောင်းဆောင်ဟာကာဇက်စတန်နိုင်ငံသမ္မတကာဆမ်ဂျူမက်တိုကာယက်ဖ်နဲ့လည်းတွေ့ဆုံခဲ့ပြီးနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေမြင့်တင်ဖို့ဆွေးနွေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါပြင် BRICS အမျိုးသမီးစီးပွားရေးမဟာမိတ်အဖွဲ့ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာဥက္ကဋ္ဌအန်နာနက်စတိုဗာနဲ့လည်းတရားစီတွေ့ဆုံခဲ့ပါတယ်။ စစ်ကောင်းဆောင်တဲ့အဖွဲ့ဟာမော်စကိုမှာကျင်းပမဲ့1941 1945မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ180ပြည့်အထိမ်းအမှတ်စီရေးပြအခမ်းအနားကိုတက်ရောက်ဖို့ရုရှားနိုင်ငံကိုတွားရောက်နေတာ ဖြစ်ပါတယ်။မင်းညပိုင်းကကရင်မလင်နန်းတော်မှာရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတမစ္စတာဗလာဒီမာပူတင်မှတည်ခင်းအဲ့ခံတဲ့ညစာစာပွဲကိုတခြားနိုင်ငံအကြီးအကဲတွေနဲ့အတူပါဝင်တက်ရောက်ခဲ့ပါတယ်။ဒါအပြင်စစ်ကောင်းဆောင်ဟာရုရှားမီဒီယာတွေဖြစ်တဲ့ RTTV Channel ခရက်စညာဇက်စကာသတင်းစာတို့ကိုလည်းတီးကြားစီလက်ခံတွေ့ဆုံပြီးမြန်မာနိုင်ငံငလင်ဘေးနဲ့နိုင်ငံတကာကူညီကေစရေးကိစ္စတွေအပါအဝင်နှစ်နိုင်ငံအရေးကိစ္စတွေမေးမြန်းချက်ကိုဖြေချခဲ့တယ်လို့သိရပါတယ်။ရင်းမြင်းဒီအခမ်းအနားပြည်တဲ့နော်ရုရှားသမ္မတပူတင်ကတရုတ်သမ္မတရှီကျင်းဖင်နဲ့တီးကြားတွေ့ဆုံမှုလုပ်ခဲ့ပေမဲ့မြန်မာစစ်ကောင်းဆောင်နဲ့တီးကြားတွေ့ဆုံမှုရှိမရှိနဲ့ပတ်သက်ပြီးတော့သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။စစ်ကောင်းဆောင်ရဲ့အခုခီးစဉ်ဟာဖန်ဝရင်ထုတ်ခံရပြီးနောက်ပိုင်းရုရှားနိုင်ငံကိုတွားရောက်တဲ့ဒုတိယမြောက်ခီးစဉ်လည်းဖြစ်ပါရယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လည်ရေးသတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။